ဒေဗီကားလေးကမိန်းကလေးကိုလူတိုင်းတိကျပေမဲ့တူမဘဒူဘေဝါဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်တို့တွေလုံးဝမသိနိုင်ကြပါဘူး။အကြီးစရာကိုယ်တိုင်ကပဲသိနိုင်ပါလိမ့်မယ်။တေချာတာကတော့တူမရဲ့အချီတွေကကျွန်တော်တို့ရဲ့အာယုံကိုအပြည့်အဝဆွဲဆောင်ထားပါတယ်။တချို့တွေကတော့တူမဟာ dash ပကြီးစရာယိုဟန်နက်ဖောင်မေရဲ့စိတ်ကူးတွေကပုံဖော်ခဲ့တဲ့စိတ်ကူးကိုက်တာတယောက်ဖြစ်တယ်လို့လည်းပြောကြပါလိမ့်တယ်။ထူးခြားချက်တွေကတော့တူမရဲ့အချီတွေပြင်ဟာထားတဲ့နှခမ်းတွေကတစုံတစ်ခုကိုပြောရမယ့်ဟန်ဖြစ်နေပြီးတော့ ယူရိုပီယံမိန်ကလေးတယောက်ဆိုပေမဲ့အရှိတိုင်းခေါင်းပေါင်းကိုလည်းဝှစ်ဆင်ထားပြန်ပါလေတယ်။ဒီပချီကားကိုပို့ပြီးတော့ထူချားထားစေတဲ့နောက်တစ်ချက်ကတော့တူမဝှစ်ဆင်ထားတဲ့ပလဲနဲ့ဆွဲပါ။ဒီပလဲနဲ့ဆွဲဟာဆိုရင်တာမန်ထက်လည်းပို့ပြီးတော့ချင်းနေပါလေတယ်။ဒါကြောင့်မို့လို့တူမကိုပလဲနဲ့ဆွဲတဲ့မိန်ကလေး Gale with a Par Earring လို့လူတီများကြပါဗျ။